အခု BGF ခေါင်းဆောင်တွေတနက်တွေကင်ထားပြီးတော့သတင်းစာရှင်းလင်းပွဲအနေနဲ့မျိုးစုံပြောနေတာအဲ့ဒီသူတို့ကင်ထားတဲ့တနက်လောက်ကအမေရိကန်ဂီးကိုမဆိုင်ဘူးအားလုံးသိပါတယ်အမေရိကန်ကလီဒတ်ကတကယ်လာပြီးတကယ်ပြစ်ပြီးဆိုရင်ပြစ်ပတ်ကပြစ်မလွယ်ပါအားလုံးပဲမင်္ဂလာပါ ANT channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel ဟာမြန်မာနိုင်ငံသတင်းထူးသတင်းဝင်တွေကိုနေ့စဉ်တရတင်ဆက်ပေးတာမို့ကျွန်တော်ရဲ့ channel ကို subscribe လေးဒေတာပေးဖို့ပြောကြားချင်ပါသည်သူ့နိုင်ငံသားတွေကိုလိန်လည်နေတဲ့လူလိန်ပေါ့ နော်ဒီရာဇဝတ်ဂိုင်းကို तू ကဖြိုးချင်တာအဲ့ဒီရာဇဝတ်ဂိုင်းခေါင်းဆောင်ကို तू ကဖမ်းချင်တာဖမ်းပြီးတော့ तू ကတတ်နိုင်ရင်အမေရိကန်နိုင်ငံကိုခေါ်ပြီးအမေရိကန်နိုင်ငံမှာတရားစီရင်ဖို့လုပ်ချင်တာတရုတ်ကလည်းအဲ့ဒီအတိုင်းပဲလုပ်ခဲ့တာလေတရုတ်ကလည်းဝေရိုမီသားစုကိုကန့်မီသားစုတွေမနေ့ကထိုင်းကလွှဲပေးလိုက်တဲ့အဲဒီဒီဘယ်လိုပြောမလဲ BGF ကနေဒီရထိုက်ကုမ္ပဏီခေါင်းဆောင်လို့လို့ပေါ့တရုတ်လည်းသူ့နိုင်ငံကိုပြန်ခေါ်ပြီးတရားစီရင်စလုပ်တာတရုတ်လိုနိုင်ငံကတော့ သူလူချင်းနဲ့ရာဇဝတ်ကောင်တွေကိုသူ့နိုင်ငံကပြန်ခေါ်တယ်တရားစီရင်လုပ်တယ်ဒေတာတွေပေးနေရင်အမေရိကန်ကလည်းအဲ့ဒါမျိုးပြန်ဖမ်းခြင်းလာအဲ့တော့အမေရိကန်ရဲ့ထုံးစံကတော့ဒီအကြမ်းဖက်ခေါင်းဆောင်ဖြစ်တဲ့အိုစမာဘင်ကိုတော့ရှင်းတော့ကတော့သူကတရားစီရင်စနစ်တွေပါသိစိတ်ဝင်စားဘူးတခါတည်းသူကအပီရှင်မလိုက်တာနော်သူကပြန်ခေါ်ရတာမရှိဘူးအခုဒီကိစ္စကတော့ငွေလိန်ဂိုင်းဖြစ်တာဖြစ်တဲ့အတွက်တရုတ်နိုင်ငံလုတ်တလို့ပဲအမေရိကန်လည်းဖမ်းပြီးတော့ခေါ်ရနိုင်တယ်အခုတော့ဘယ်နှစ်ယောက်ဖမ်းလိုက်ပြီလဲဘယ်သူမှမသိဘူး အမေရိကန်ရဲ့ထုံးစံကလေဒီ operation တွေလုပ်ပြီးဝင်ဖမ်းပြီးသွားရင်ဘရောမှကြေညာမှာမဟုတ်ဘူးဝင်ဖမ်းပြီးသွားမယ်ဖမ်းမနိုင်ငံတရုတ်အဲဒီထိုင်းနိုင်ငံနေဝင်သဆင့်သူထိုင်းနိုင်ငံအစိုးရအကူအညီနဲ့အထူးလိမ်ပြန်နေတဲ့အမေရိကန်ကိုခေါ်ချသွားမှာအမေရိကန်ရောက်ပြီးတဲ့အခါကျမှတရားရုံးတင်မှာဒါတွေကသတင်းထုတ်ပြန်တာအဲ့တော့ဒါတွေအားလုံးဒီကျွန်တော်တို့စစ်အေးကာလတော့မှာနော်စစ်အေးကာလပေါ့နော်ကျွန်တော်တို့ဒီရုရှားနဲ့အမေရိကန်နဲ့ဒုတိယကမ္ဘာစစ်ပြီးကာလပေါ့1960 80 ပတ်ဝန်းကျင်စေအေးကာလာတော့ကဒါတွေကဥရောပမှာအများကြီးဖြစ်တာပြီလားအဲ့တော့ American CIA ဘက်ကလည်းဒီစစ်စေးရေးတွေရှိတယ် FBI ဒီဒီ most reliable ပြောမရုရှားဘက်ကလည်းစစ်စေးရေးတွေရှိတယ်အဲ့တော့အဲ့လိုဟိုစစ်စေးရေးချင်းလုပ်တဲ့အချိန်မှာအကုန်လုံးဒီလျှို့ဝှက်ပြီးစစ်စေးရေးလုပ်တာ American ကလည်းသူလိုချင်တဲ့လူကို တတိယစေအဲ့ဒီအရှေ့ဥရောပနိုင်ငံတွေနောက်မှအနောက်ဥရောပနိုင်ငံတွေမှာဖန်စီကောင်သူနိုင်ငံခေါ်သလိုရုရှားဘက်ကလည်းနော်ရုရှားဘက်ကလည်းဒီလိုပဲလုပ်ကြတာဒါကြောင့်ဒါမျိုးကိစ္စဟာဘယ်သူဘယ်သူမှကြေညာပါလဲမဟုတ်ဘူးလျှို့ဝှက်ဖမ်းသွားမယ်လျှို့ဝှက်ဒါပေမဲ့အမေရိကန်နိုင်ငံကတော့လျှို့ဝှက်တရားစီစဉ်တာတို့လျှို့ဝှက်လုပ်ကြံလိုက်တာတို့လျှို့ဝှက်ပြီးတော့ဒီလူတွေကိုအစတုံးလိုက်တာဘယ်တော့မှလုပ်လို့မရှိပါဘူးတမားတွေရုရှားကကြည်ပြီပါအဲ့တော့ရုရှားဘက်ကလည်းဒါမျိုး operation တွေလုပ်တယ်ရုရှားကတော့ရှင်းလိုက်တာများတယ်အခု ပူတင်လုံနေတဲ့ရုရှားရဲ့ညီးတွေကအစိတ်ခတ်တဲ့ညီးတွေတုံးနေတာနော်အကူတင်ကသူအတိုက်ခံတွေကိုအစိတ်ခတ်တာတို့အတိုက်ခံတွေကိုရှင်းတာတွေလုပ်နေတယ်အမေရိကန်ကတော့ဒါမျိုးဖြည့်ဒါမျိုးရှင်းတာနဲ့ဆိုင်သူ့နိုင်ငံကိုဖမ်းခေါ်သွားပြီးသူ့နိုင်ငံမှာတရားစွဲတင်လို့ရအောင်လုပ်တာများတယ်ဒါကြောင့်အခုကိစ္စကလေဒီတန်ကန်ခံတွေကိုအမေရိကန်ကတကယ်ဝင်ဖမ်းပြီးအမေရိကန်နိုင်ငံကိုပဲခေါ်သွားမလားဘယ်သူမှမသိပါဘူးနောက်သေးကြတစ်ခုကတော့ဒီတရုတ်နိုင်ငံတော့ ော်တရုတ်လိုနိုင်ငံတော့အဲ့ဒီတရားခဏတွေကိုစစ်ကောင်စီကိုဖိအားပေးပြီးအတင်းလွှဲပြောင်းခိုင်းပြီးသူ့နိုင်ငံမှာတရားစီရင်ပြီးဒေသပေးနေတာအခုလည်းထိုင်းနိုင်ငံကိုအတင်းလွှဲပြောင်းပေးနေတာဖြစ်တဲ့အတွက်အမေရိကန်ကကြတော့စစ်ကောင်စီကိုဖိအားပေးနားထောင်မှာမဟုတ်ဘူးအဲကြောင့်အမေရိကန်ရဲ့ပုံစံကတော့ဝင်ဖမ်းဖို့ရှိတယ်ဖမ်းချင်ပြောတာတော့ဖမ်းချင်ဝင်ဖမ်းလို့ရှိတယ်ဖမ်းချင်ရင်လည်းအလွယ်လေးပဲရှိတယ်ဘာကြောင့်လဲအဲ့ဒီအဲ့ဒီခေါင်းဆောင်တွေအားလုံးဒီအဲ့ဒီကြားပြန်အားလုံးဒီထိုင်းနေဆက်မှာရှိနေတယ် ထိုင်းနိုင်ငံနဲ့မပတ်သက်ပဲထိုင်းထောက်လန်ရေးတွေနဲ့မပတ်သက်ပဲသူတို့ဒီရှင်းသန်လို့မရပါဘူး။ဒါဆိုအမေရိကန်ဖမ်းချင်အခြေမျိုးဝင်လာပြီးဖမ်းလို့ရတယ်။နေဆက်မှာဖြစ်တဲ့အတွက်ညာဘက်တက်တိတ်လေးဝင်လာပြီးတော့ခင်ဗျာ Husky နဲ့ဝင်ခေါ်ဝိုင်းဘယ်သူမှပါမလို့မရဘူး။အဲ့ဒီချိန်မှာဒီဒီမင်းအောင်လှိုင်တို့ရဲ့ဒီစစ်တပ်ကလည်းမင်းအောင်လှိုင်တို့ရဲ့ဒီလေးလီလေးတပ်ကလည်းဒါလောက်ဟိုပြောမယ်ထောက်လန်ရေးကောင်းတာတို့ဟိုပြက်မှတ်ကိုတိတိကျကျပြစ်နိုင်လို့ဆိုတဲ့အရေးချင်းရှိပါဘူး။မင်းအောင်လှိုင်တို့ဘုံကျဲနေတဲ့ အခုလိုက်ပြနိုင်ငံလုံးဘုံကျဲနေတာရမ်းပြီးတော့ကျဲနေတာပေါ့ပြစ်မှတ်ကိုထိတယ်ဆိုတာနဲ့ကြကြင်ရကြထိကျင်တဲ့လူထိဆိုပြီးလုံနေတာဖြစ်တာဖြစ်တဲ့အတွက်အမေရိကန်ဝင်လာရင်သိမှလည်းမဟုတ်သလိုဖမ်းသွားရင်လည်းသိမှမယ်မဟုတ်ဘူးဒါကြောင့်ပြောချင်တာကအဲ့ဒီနေဆက်တွေမှာရှိနေတဲ့ PGF ကောင်းဆောင်တွေကြားဖြတ်လုပ်ငန်းရဲ့တရုတ်ကောင်းဆောင်တွေပတ်သက်နေတဲ့လူများအားလုံးဒီအချိန်မရွေးအမေရိကန်ကဝင်ဖမ်းသွားတာဖြစ်နိုင်တယ်အဲ့တော့ ဖြစ်နိုင်တယ်ဖမ်းလဲဖမ်းပြီးလောက်လဲရှိကျင်လဲရှိမယ်မဖမ်းသေးလဲမရှိဘူးဘာမှမသိပါဘူးအဲ့တော့ဒါတွေအားလုံးဒီအမေရိကန်ကတကယ်လုပ်ရင်တကယ်ဖြစ်ပါတယ်သူမလုပ်ချင်သေးလို့မလုပ်တာပဲရှိမယ်ဘာအကြောင်းချက်လေသူစဉ်းစားနေလဲသူပဲသိမယ်ဒါပေမဲ့ဒါမျိုးလုပ်ဖို့ဆိုရင်လွှတ်တော်နဲ့မဆိုင်ဘူးလွှတ်တော်ဆိုတာကတော့ဥပဒေပြဋ္ဌာန်းဖို့အတွက်သူကပြောစရာရှိတာတွေပြောတာပေါ့ဗျာမြန်မာနိုင်ငံကိုအရေးယူရမယ်လို့အာမြန်မာနိုင်ငံကအဲဒီဘယ်လိုပြောမလဲအာဆီယံကသဘောကားချင်းအလုပ်မဖြစ်တော့ဘူးလို့အဲ့ဒါကသူကပြောတာပေါ့ဗျာအဲပြီးတော့ တော့ဒီကျွန်တော်တို့ NUG တို့ဘာတို့ကိုဟိုဟိုကူညီရမှာလို့ဒါကတော့လွတ်တော်ကဥပဒေအကြောင်းအရာသူကဆွေးနွေးကြတာပြီးတော့ဥပဒေပြုတာဒါပေမဲ့အဲ့ဒါကို အကောင့်ထဲပေါ်တာကအစိုးရကအကောင့်ထဲပေါ်တာပြောချင်တာက Trump အစိုးရကအကောင့်ထဲပေါ်တာ Trump အစိုးရကအကောင့်ထဲပေါ်မယ်ဆိုရင်တရားဥပဒေလမ်းကြောင်းရပဲအကောင့်ထဲပေါ်မှာအေးတရားဥပဒေလမ်းကြောင်းရအကောင့်ထဲပေါ်ရင်အမေရိကန်နိုင်ငံရဲ့တရားရေးဝန်ကြီးဌာနအောက်မှာဘသူရှိလဲ FBI ရှိတာအမေရိကန်တရားဝန်ကြီးဌာနအောက်မှာဘသူရှိလဲ Secret Service ရှိတာ အဲ့တော့အဲ့ဒါမျိုးနှစ်ခုကနေပြီးတော့သူကပွားမှာ AI တစင်မှာအဲ့ဒီအဲ့ဒီအောက်မှာဘာလို့ရှိလဲ CIA ရှိတာထောက်လန်ရေးအဖွဲ့တွေအမေရိကန်ထောက်လန်ရေးအဖွဲ့စီများအကြီးအကဲသမ္မတ Trump ခန့်ထားပြီးသားအမျိုးသူကြီးပဲအဲ့ဒီအဲ့ဒီကနေပါဝင်ပတ်သက်မှာဒီတော့ operation ကြီးတွေလုပ်လို့ရတာအဓိကက CIA ကိုပါဝင်ပတ်သက်မှာအဲ့တော့ CIA ပါဝင်ပတ်သက်ဖို့ဆိုရင် CIA ကဒီဒေသဆိုင်ရာပေါ့နော်ဒီဒီအရှိတောင်အရှဆိုင်ရာအကြီးအကဲတွေအလုံးထိုင်းနိုင်ငံကိုလာမှာပဲ operation ကြီးတွေလုပ်မှာပဲအဲ့တော့ ဲ့တော့ကြားဖြန့်ကတောင်လောလောကူကူနဲ့တော့ဒီဒီသူတို့လိုချင်တဲ့ဒီကြားဖြန့်သမားတွေကိုထိုင်းလေစိတ်ကနေပြီးတော့နေဆက်ကနေအေးဆေးဆေးခေါ်သွင်းလို့ရနေတဲ့ခေတ်ကြီးမှာ CIA ကမြန်မာပြည်မှာ operation လုပ်ဖို့ဘာမှကံမှာမဟုတ်ဘူး။နောက်ပြီးတော့မြန်မာနေဆက်ကလည်းပွင့်နေတာလူတိုင်းသိတယ်။လူမြောက်နေမြေတွေဖြစ်နေတာတဲ့လူတိုင်းသိတယ်။ခုနေ့လကောက်ပဲမြန်မာနေဆက်မှာလည်းအမေရိကန်နဲ့ပြည်လေတဲ့လက်နက်ကိုင်တွေရှိနေတာလေလူတိုင်းသိတယ်။နော်။အဲ့တော့ အဲ့တော့ဒီနေဆက်ကြီးကနေတဆင့်သူတို့နဲ့တဆင့်သွားကျင်တဲ့လူတွေအဲ့ဒါမျိုးအမေရိကန်ကိုအကူအညီလျှို့ဝှက်ပြီးအကူအညီပေးကျင်တဲ့လက်နက်ကိုင်တွေလည်းအများကြီးရှိတာလူတိုင်းသိတယ်เนาะအဲ့တော့ကျွန်တော်တို့ဘက်ကဒီတော်လန်တော်လန်လက်နက်ကိုင်များ PDF တွေအားစားပေါ့เนาะဘယ်သူမဆိုပေါ့အမေရိကန်ဘက်ကအကူအညီတောင်းရင်အကူအညီပေးကျင်တဲ့လူကဒုနဲ့တည်းရှိတယ်အဲ့တော့ဒီကိစ္စဟာတကယ်အမေရိကန်လုံမယ်ဆိုရင်ဖြစ်နိုင်တယ်ဘယ်လောက်ထိလုံမလဲဘာတွေလုံမလဲဘယ်သူမှမသိပါဘူးဒါပေမဲ့ အမေရိကန်ရဲ့ထုံးစံကတော့ခေါင်းခေါင်းကိုပဲဖမ်းမှာအဲ့တော့အဲ့ဒီခေါင်းကဒိုင်ကျုပ်ဖြစ်မလားလီဘီရောကဒိုင်ကျုပ်ကိုဖမ်းမလားဒိုးစင်မုံကြီးကြားပြန့်ရဲ့ဒိုင်ကျုပ်ကိုဖမ်းမလားတရုတ်တရုတ်ခေါင်းဆောင်တွေကိုဖမ်းမလားနောက်မှာဘီဂျီရဲ့ခေါင်းဆောင်တွေကိုဖမ်းမလားဘယ်သူမှမသိပါဘူးပြီးတော့ဒီနေရာမှာဒီလုပ်ငန်းကြီးဆက်လက်လဲပတ်လို့မရအောင်အမေရိကန်ကပိတ်ဆို့မှာပြောချင်တာကဗန်ဒန်ကြီးပိတ်ဆို့မှုတွေလုပ်မယ်ကမ္ဘာနိုင်ငံတွေနဲ့ပူးပေါင်းပြီးတော့ငွေကြေးသိမ်းဆည်းတာတွေလုပ်မယ်ဒီလူတွေကို အမြေအမြေပြက်စင်းသွင်းတာတွေလုပ်မယ်ပြီးတော့အဲ့ဒီတဲကိုဝင်ဖမ်းတာတွေလုပ်မယ်ကြောင်းမန်းကံမန်းသိအောင်ဆုံးမမဒီလုပ်ငန်းကပယ်ပြောင်းမှာတကယ်လို့အမေရိကန်ကဒီလုပ်ငန်းကိုဒီကြားပြက်လုပ်ငန်းကိုအပီးတိုင်ပပျောက်ဖို့အတွက်ဆုံးဖြတ်ချက်ချထားတယ်ဆိုရင်တော့သူဖြစ်အောင်လုပ်မယ်ဒုတိယမဟုတ်ပဲအပေါ်ရန်ကြီးကောင်းအောင်ပြောတယ်လှော့တော်တွေကလည်းကြီးကောင်းအောင်ပြောဒါသူတို့ကိစ္စပဲဒါပေမဲ့ဒေဂျာတစ်ခုကတော့ဒေဂျာတစ်ခုကတော့ အမေရိကန်ဘာလုပ်မယ်ဘယ်သူမှမသိဘူးဘယ်တော့မှလည်းပြောမှာလည်းမဟုတ်ဘူးဒါပေမဲ့အမေရိကန်ကအခုလို Burma Strike Force ဖွဲ့လိုက်တယ်လို့တရားဝင်ကြေညာတာဟိုကထူးဆန်းနေတာဥမာဂဒါဖီကိုအေးအေးယူတော့ဟာဆိုရင်ဘာအတမ်းမထွက်တာမဟုတ်ဘူးဂဒါဖီအိမ်ကိုပုံသက်ကျဲပလိုက်တာအမေရိကန်ကလှုပ်ချင်အပြတ်လှုပ်တာနော်အီရတ်ကိုစစ်တိုက်တော့ကလည်းဘာမှကြေညာတာမဟုတ်ဘူးတခါတည်းဒုံးကြီးပြေးပြီးတခါတည်းတခါလည်းသွားသွားသွားစစ်စားတိုက်ပလိုက်တာထိုးလေကောင်အာဖဂန်ကိုတိုက်တော့ကလည်းဘာမှကြေညာတာမဟုတ်ဘူးဂုံတိုင်းဆိုသွားတိုက်ပလိုက်တာ နော်အီရန်ကိုအီရန်ကိုသွားလောက်တော့ပြီးခဲ့တဲ့လပိုင်းကအီရန်ကိုလောက်တော့ကလည်းအမေရိကန်ကျင်ညာတာမဟုတ်ဘူးနော်တခါတော့သွားပြီးတော့ကျဲချပလိုက်တာအဲ့တော့အမေရိကန်ကအခုကကျင်ညာတာဟာအဲ့တော့မကျင်ညာဘဲနဲ့တော့အမေရိကန်ကသူလှုပ်ချင်တယ်ဆိုရင်အမေရိကန်အစိုးရကလှုပ်တယ်အခုဆိုရင်ပဲကြည်ဗင်နီဇွဲလာကိုဗင်နီဇွဲလာမှာရှိတဲ့ဒီပင်လယ်ပြင်မှာရှိတဲ့မောင်ခိုလီလို့ခေါ်တဲ့မူရေးစေဝါမောင်ခိုလီတွေကိုအမေရိကန်တိုက်လေရင်တွေကဒါရှောက်တိုက်ခိုက်ပြီးတော့ ပြည့်မြုံနေတာဘယ်နဲ့6စီးလောက်ရှိနေပြီပြီးတော့ဗင်နီဇွဲလားနိုင်ငံကိုလည်းအမေရိကန်ရေတပ်သင်္ဘောကြီးလွှတ်လိုက်ပြီးတော့စစ်ပါတိုက်တယ်လို့ကြေညာနေတာလူတိုင်းသိတယ်ဒါဆိုရင်လေအမေရိကန်ကတကယ်လုံးချင်တယ်ဆိုရင်တကယ်လုံးပါအဲ့တော့အမေရိကန်ကလည်းသူလုံးဖို့အတွက်သူ့အိမ်နီးနာချင်းထိုင်းနိုင်ငံကလည်းသူ့ရဲ့တကယ်မဟာမိတ်နိုင်ငံကြီးဖြစ်တယ်သူနဲ့လည်းစစ်ရေးအမြဲလေ့ကျင့်နေတာဖြစ်တယ်အဲ့တော့ထိုင်းစစ်တပ်ကလည်းအမေရိကန်စစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်နေတာရှိတယ်အဲ့တော့ နှစ်တိုင်းစီးရီလေ့ကျင့်နေတာဖြစ်တာဖြစ်တဲ့အတွက်အမေရိကန်ရဲ့စစ်လက်နက်ပစ္စည်းတွေအဲတူလောင်ထားတဲ့နေရာတွေကထိုင်းနိုင်ငံမှာအကုန်စင်သေးရှိတယ်အဲ့ဒါအဲ့ဒါအပြင်စင်ကူမှာလည်းအမေရိကန်ရေတပ်စခန်းတွေနဲ့ရေတပ်သင်္ဘောတွေဝင်ထွက်ရှိတယ်နော်အာရှပတ်စပိတ်ရှိတယ်ဂူဝမ်မှာပေါ့နော်ဟဝိုင်ယီဂူဝမ်မှာလည်းအမေရိကန်ရေတပ်ဌာနချုပ်ကြီးရှိတယ်နော်အော့ဖ်ဆီယာမှာလည်းရှိတယ်အဲ့တော့ပတ်ပတ်လင်မှာအမေရိကန်ကသူ့စစ်စခန်းတွေအကုန်ချထားပြီးသားအဲ့တော့သူလှုပ်ချင်နေဆိုရင်ဘယ်ရပြည့်ပြည့်လေးပြန်နေပြန်လာလို့ရတယ်ရဟတ်ရင်နေပြန်လာပြီးတော့ ဝင်ပြီးတော့သူလှုပ်ချိန်လှုပ်သွားမှာပဲဒါပေမဲ့အဲ့လိုလှုပ်ဖို့အတွက်သူကအချိန်ယူတယ်သေချာတယ်စုံစမ်းတယ်အစစ်အစစ်အတိအကျလှုပ်ပြီးမှာဥမာအိုးစမားကိုဖမ်းဖို့ဆိုရင်ဒါလာနေနှစ်နဲ့ချီပြီးအချိန်ယူတာအပိုင်လှုပ်ပြီးသွားမှာအပိုင်သိမှာပဲအိနေရာကိုအပိုင်ဝင်စီးတာဒါအမေရိကန်ကလှုပ်ရင်လွဲချော်ခဲတယ်အဲ့တော့အခုလေသူတို့ပြေးနေကြပြီပုန်းနေကြပြီပေါ့ဘယ်မှာဥဥဆိုရင်ဒါအာဒီကြားပြန့်ခေါင်းဆောင်တွေကြားပြန့်ကိုဦးစီးပြီးလုပ်နေတဲ့လူတွေတရုတ်ခေါင်းဆောင်တွေဘယ်ရောက်လို့ရောက်မှန်းဘယ်သူမှသိမှာမဟုတ်ဘူးမကြခင် တို့ဒီအေးအေးယူခံရမယ်ဆိုရင်ပြီးမလို့ပါဘူးပြောချင်တာကတချို့